စကားပြေသနာအလုံးမဲမင်္ဂလာပါဒီတစ်ပတ်အစီအစဉ်မှာတော့ Liverpool အသင်းရဲ့လက်ရှိအခြေအနေလေးတွေဘယ်အပိုင်းတွေက harmony မဖြစ်နေရလဲဘယ်အပိုင်းတွေမှာဘာတွေလိုအပ်ချက်ရှိနေရလဲဆိုတဲ့အကြောင်းကိုကျွန်တော်စီသူနဲ့အတူဆရာနံနွယ်ငင်းချမ်းကသုံးသပ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျအကိုမင်္ဂလာပါခင်ဗျမင်္ဂလာပါညီလေးဟုတ်ကဲ့အကို Liverpool အသင်းကတော့နောက်ဆုံးနှစ်ပွဲဆက် ရှုံးခဲ့တယ်ပေါ့နော်အဲ့တော့အဲ့ဒီနပွဲဆက်မရှုံးခင်လေးတွေမှာလည်းဟိုရလက်တွေကနောက်ဆုံးအချိန်ဒီမှာညှစ်ထုတ်ပြီးတော့အနိုင်ယူရတာမျိုးတွေ့ရတယ်အဲ့တော့ချုပ်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်လီဗာပူးအသင်းမှာဟန်ချက်မညီမှုတွေကျွန်တော်တို့အများကြီးမြင်တွေ့နေရတယ်ပေါ့နော်အဲ့တော့အဲဒီဟန်ချက်မညီတဲ့အပိုင်းလေးတွေကျွန်တော်တို့တပိုင်းချင်းစီချင်းကပ်သွားကြည့်မယ်ပေါ့နော်အခုအဲ့တော့ဒီဟန်ချက်မညီခြင်းဆိုတဲ့အကြောင်းကိုပဲအခုပထမဦးဆုံးအနေနဲ့အဲဘယ်အပိုင်းတွေကလီဗာပူးဘာတွေလိုအပ်ချက်လေးတွေဖြစ်နေရလဲလို့မြင်ပါတယ်ခင်ဗျ အခုဒီရာသီလီဗာပူးကဒါ UCL တပွဲပြီး EPL ငါးပွဲစတိုင်းနိုင်အနေထားနဲ့နော်သူတို့အားလေးမမတန်လဲရတာပေါ့နော်အချိန်အဟုန်ကောင်းနဲ့စတင်နေပြီးတော့ Premier League မှာ Crystal Palace ကိုသူတို့စရှုံးပြီးတော့အခု UCL မှာသူတို့ Galatasaray ကိုသူတို့ဆက်ပြီးတော့ရှုံးနေအော်နှစ်ပွဲသက်ပြန်ရှုံးလာပြီအော်နှစ်ပွဲသက်ရှုံးလာတဲ့အခါမှာအရှိပိုင်းမှာကဟိုအားလုံးကတော့ဝိုင်းပြီးတော့ချီးကျူးကြတယ်ပေါ့လေ ဘာကိုချီးကျူးလဲဆိုတော့ comeback Wednesday ပေါ့စတိုက်နိုင်တယ်အဲ့ comeback win နေတဲ့မှာတချို့ဟာတွေကတော့ဟို2-0အဟတ်ကနေပြီးတော့ကိုယ်တွေပြန်ပေးရပြီးတော့မှအသေးအဆံပြန်လိုက်သွင်းဆိုတာမျိုးကိုယ်တို့တွေ့ရတယ်တချို့ဟာတွေကတော့ဒီအသေးအဆံကစားနေရတယ်ပေါ့ဆိုတော့ Liverpool game ကိုစောစောစီစီ kill မလုပ်နိုင်တဲ့အပိုင်းတွေ့ရတယ်ဒါပေမဲ့ Liverpool ကဒါမျိုးကအစင်လာလဲရှိပြီးသားအော်ရှိပြီးသားဆိုတဲ့အပိုင်းမှာသူတို့ဒီဟာတွေကိုသူတို့ချော့ချော့မုံမွေအဲဟိုကြော်ဖြတ်လာတယ်ပေါ့လေဟိုရာသီအဖွင့်6ဘွဲကစား ဒီ competitive match တွေကိုချောပကတော့၆ပွဲနိုင်အားလုံးအဆင်ပြေနေရင်လည်းရုတ်တရက်နှစ်ပွဲဆက်ရှုံးတဲ့အခါကျတော့အာနည်းနည်းဝေဖန်တန်တွေပြန်ထွက်လာတယ်။ဒါတော့အကိုအမြင်ကတော့ဘောလုံးအသင်းတစ်သင်းကဒီလိုအခိုက်အတန့်တွေအများကြီးရှိနေကြဖြစ်တဲ့အတွက်ဟိုပြဿနာကြီးကြီးမားရှိရလို့မထင်ဘူး။အထူးသဖြင့်ဒီ Liverpool တို့ဒီ Arsenal တို့လက်ရှိအချိန် Arsenal ပေါ့ပြီးတော့ဒီ Manchester City တို့ဒီအသင်းတွေကမစီဇန်အလိုက်ကျသွားမျိုးရှိမှာဒီလအလိုက်ကျတာမျိုးရှိမှာ တမို့အချိန်အချိန်ပိုင်းလိုက်ကြတာမျိုးဖြစ်တယ်တရားစီလုံးဟိုပြီးခဲ့တဲ့ရာသီမှာ society ပုံစံမျိုးဆိုတရားစီလုံးအဲနေစင်ပြေးမြင့်သွားတယ်ပေါ့ဒါပေမဲ့သူတို့ဒီလိုအသင်းတွေက foundation ခိုင်ဝါနဲ့တိစောက်ထားတဲ့အတွက်ဟိုအချိန်တန်ရင်တော့ပြန်တက်လာမှာပဲဆိုပြီးတော့အကူရောမျောလင်းလို့ရတယ်ဆိုတော့ဒါ Liverpool Arsenal ဒီအသင်းတွေကြတော့လက်ရှိအချိန်မှာ Manchester City တဲ့တော်မှပို့ပြီးတော့အဲဘာပုံမြင့်နေသေးတယ်ဆိုတော့သူတို့ကြာလဲခဏပဲဆိုတော့ အမြင်မျိုးတော့အခုမှအရင်ဆုံးရှိတယ်ဆိုတော့ချိန်တိုင်းပြန်တက်လာမှာပဲဒါပေမဲ့ဒီယာတီကမနှစ်ကနဲ့ရှင်ရင်အခုဒီစိတ်ပိုင်းဆိုင်ရာကိုချင်းကက်ကြည့်တော့ဆိုတော့တကယ်တော့မနှစ်ကဒီ club ရဲ့ဖက်နက်ကိုတော်အောင်စီးရတာကမလွယ်ဘူးလို့အခုတို့တွေးထားတယ်အာနက်စလော့ကလည်းသူကိုယ်တိုင်လည်းဝန်ခံတယ်ဒီအချက်ဒီအချိန်ဝါကြီးတယ်ပေါ့နော်အစင်လာကြီးတဲ့နေပြတူဦးအစာဝင်တဲ့အခါမှာဟောဒီနေပြနဲ့နှိုင်းရှင်ပြီးအရာရာကိုတွဲမြင် အဲ့ဒီအဲ့ဒီပြဿနာကတော်တော်ဆိုးတယ်ဟိုမန်ချက်စတာယူနိုက်တက်ကိုဒေဗစ်မွိုင်းစ်ရောက်လာတဲ့အချိန်ပြဿနာမျိုးလဲအတူတူပဲပေါ့အဲ့ဒီစလော့ကအဲ့ဒီမှာဒီအပိုင်းကသူ့အတွက်မန်တယ်ပိုင်းဆိုင်ရာစိန်ခေါ်မှုဆိုမဲ့သူကတစ်ဖက်မှာလဲသူအပြူသဘောဆောင်တဲ့အချက်ကောင်းတဲ့အချက်ကိုသူသူပြောတယ်ဘာကြောင့်လဲဆိုတော့ club ထားခဲ့တဲ့အသင်က competitive structure already ရှိပြီးသားသူ့ဒီအသင်ကအဲ့သူ့အတွက်အရန်လွယ်တယ် ဆိုတော့ဟို emotional ပြဿနာသာရှိပြီးတော့တစ်ဖက်မှာဒီအသင်းရဲ့ဟိုတိဆောက်ထားတဲ့လူစင်းကအခိုင်မာပြီးသားဖြစ်တဲ့အခါကျတော့ဒီ club ရဲ့ foundation ဟာဟိုဒီ honest lot ကင်တိုတဲ့အချိန်တကယ် major disruption တွေမရှိဘဲနဲ့သူဝင်ကင်ရတဲ့အခါကျတော့သူအဲ့ဒီမှာသူကဒေါအားတာချက်အဖြစ်လဲသူမြင်တယ်ဆိုတော့အဲ့ဒီ honest ချက်နဲ့အားတာချက်မှာအခုတော့ပြီးခဲ့တဲ့ရာသီ2024 25ရာသီတရာသီလုံးကိုအခုအားတာချက်ကိုအဓိကမြင်ခဲ့ရတယ်ပေါ့ အဲ့ဒီကနေပြီးတော့တကယ်ဟို real transition ကမနှစ်က delay ဖြစ်ခဲ့ပြီးတော့ဒီနှစ်တကယ်စပြီပေါ့ဆမ်မာ2024နဲ့ဆမ်မာ2025နဲ့ကလုံးဝမတူတော့ဆမ်မာ2024ဟာဟိုနောက်ဆုံးအချိန်လေးမှာဒီ KSR ကိုခေါ်လိုက်တာလေးတစ်ခုလောက်ပဲရှိပြီးတော့အဒီရာသီကပြီးခဲ့တဲ့ရာသီနဲ့ရှင်လာရဲ့တကယ် squad overhaul အကောရာဒီရာသီမှာစပြီးတော့တွေ့ရတယ်အဲ့ဒီအပုံမူတည်ပြီးတော့ဟိုသူ့ရဲ့သူကိုယ်တိုင်ရဲ့အပြောင်းအလဲတွေကိုလည်းအကောရော အဲဒီမှာစပြီးတော့တွေ့ရတယ်သူအသွင်ပို့ပြီးတော့စံလာပြီပေါ့ဆိုတော့ Alan Slot အတွက်သူကိုယ်တိုင်လည်းသိလိမ့်မယ်သူ့ရဲ့တကယ် real challenge က DRC ဟာပို့လိမ့်မယ်လို့သူသိလိမ့်မယ်ဆိုတော့ဒီအခါမှာတချို့သောဒီဟာလေးတွေကသူကိုယ်တိုင်လည်းအသွင်ကူးပြောင်းနေပြီအတွက်ဒီသူပုံစံစီကိုပို့ပြီးယူနေဖြစ်တဲ့အတွက်တို့အရာလေးတွေကတော့ဟိုအတိအဆက်လေးတွေကဂျိတ်ဆက်ဟိုမိတဲ့အခါလဲမိတယ်မမိတဲ့အခါလဲရှိတယ်အဲ့ဒီဟာလေးတွေကိုပြန်ဖာတိပြန်ပြုတ်ပြန်ထုတ်မှုအောင်တိဆောက် အဲဒီလိုကာလတွေပေါ့နော်ဒီကာလတွေကိုရောင်းနေတဲ့အတွက်လေဘူးကဟိုမနစ်ကအသင်းလောက်တော့ဟိုဘယ်ကောမလဲ fluid မဖြစ်ဘူး fluidity အားနေတယ်ပြီးတော့ african လီမဖြစ်ဘူး frequency အားနေတယ်ဒါပေမဲ့ဒါလည်းဒီအစပေါ့နော်အစတီဆောက်တဲ့အချိန်မှာတော့ဖြစ်လိဖြစ်တာရှိတယ်အခုတော့ဖြစ်လိဖြစ်တာရှိတော့တော့သိပြီဒါပေမဲ့ဘယ်အပိုင်းတွေမှာတော့အားနေတာလဲဆိုတော့အဓိကပြောရမှာပေါ့ ဟုတ်ကဲ့ကိုအဲဒီမနစ်ကနဲ့တခုဒီနည်းနည်းလေးပို့ပြီးတော့ခြားနာသွားတယ်ပေါ့နော်အဲ့တော့အဲ့လိုခြားနာတဲ့အပိုင်းတွေ Arnold slot ပြောင်းကျင်ပြီးတော့ဒီသွားနေတဲ့အပိုင်းတွေကဘယ်အပိုင်းတွေဖြစ်မလဲကိုသူဘယ်ကိုသွားကျင်တယ်လဲဆိုတာကရောက်သွားတဲ့အခါရောလုံးပေါ်တယ်ပေါ့နော် Arnold slot ဟိုသွားတဲ့အခါကိုရောချိုးပါလေကျွန်တော် treasure light လို့မရတော့ fan ကိုကန်တွယ်ခဲ့တဲ့အခါမှာထားပါတော့အခု Liverpool ကအဲ့လိုမျိုးပဲသူက တည်ဆောက်မှာလားသို့မဟုတ်ပုံစံသင်းနဲ့တည်ဆောက်မှာလားဟောတခါလေကြတော့မတူတဲ့ခက်တွေပေါ့နော်မတူတဲ့ခက်တွေပေါ်မူတည်ပြီးတော့အပြင်ဆင်တဲ့အခါမှာသူကဒီလိုအတွေးခေါ်ရှိသေးတိုင်အောင်ပုံတော့ကတော့ဒါလုပ်တယ်အခုဒါမလုပ်ဘူးဒါလုပ်မှာဆိုတာလေးလေအကူလို့ရှိနိုင်တယ်ဟောလောလောဆယ်အနေအထားအရာတော့ဒီသူပြောင်းနေတာတွေပဲအကူလို့မြင်မြင်ရတယ်သူဘယ်ဟိုသွားမလဲဆိုတာအကူလည်းမသိဘူးသူဘယ်ကိုသွားကျင်လာလဲဆိုတော့အခုလည်းသူ့ရဲ့အတိတ်ကိုကြည့်ပြီးတော့အခုဒါတော့လုံနိုင်ကြီးရှိတယ်ဆိုတော့တော့ပဲပြောလို့ရမယ်ဒါပေမဲ့အဲ့ဒီအရာကြီးကလည်းမတိကြဘူး မတကြောက်ဟိုတကယ်တကယ်တော့ honest လောက်လုပ်တဲ့ဟာကဩဒါလုတ်လိုက်တာပဲဆိုတာအခုတော့နောက်မှသိရတာရုပ်ရှင်ကားတကားလို့ပဲရိုက်နေတော့မမသိရဘူးကြည်နေတော့မှလည်းကြည်နေတဲ့အချိန်အတွင်းဘယ်လိုတော့ဥတည်နိုင်မလဲဆိုတော့ဟိုလမ်းကြောင်းပေါင်းများစွာကိုလိုက်ပြီးတော့တွေးနေပြီမဲ့နောက်ဆုံးကြာမှအခုလိုသိရအဲ့သိတဲ့အခါကျတော့မှဩ game ရဲ့ sorry ရုပ်ရှင်ဆက်လိုင်းရဲ့တန်ဖိုးကိုသတိကမနိုင်ဘူးမထိနိုင်ဘူးထိနိုင်တယ်အခုတော့အဲ့ကြာမှဟိုရတိပြဆုံးဖြတ်လို့ရတာ တော့ Arlene Slot ကတော့အခုဒါသူ့ပုံစံကတော့ဒီ club ဒီ mode ဒီ basic to me အဲ့ဒီကနေပြီးတော့သူတချို့အရာတွေ modify လုပ်တယ်အခု DRC ကျတော့အဲ့တချို့အရာတွေ modify လုပ်တဲ့အထက်မှာသူ့ပုံစံနဲ့သူလိုချင်တဲ့ကစားသမားတွေပို့ပြီးတော့ပါလာတယ်ဆိုတော့အခုတို့အဲ့လောက်ပဲဟိုဖြစ်လို့ဟိုအပေါ်ရန်ကြည့်ရင်တော့ကွာထင်ထင်ရှားမြင်နိုင်တာကတော့ဒီမဟာမက်ဆလာအပေါ်မှာဒီဒီ dependence လောက်ထားတဲ့အရာကို short ထတာမျိုးပြီးတော့ central creativity ကိုပို့ပြီးတော့တိုးအောင်လုပ်တာမျိုး game ကိုပို့ပြီး comfortably ကစားနိုင်အောင်လို့အဲသွားတာမျိုးပြီးတော့ဒီ progression များများယူတာမျိုးအဲဒီတော့တော့အကုန်လုံးမြင်ရတယ်တော်တော်စီတော့ဟုတ်ကဲ့အကိုအဲဒီခုမိုဟာမက်ဆာလာရဲ့အခန်းကဏ္ဍကို short ချပဲပြီးတော့ဒီတိုက်စစ်ပုံစံအခင်းအကျင်းတွေအပြောင်းအလဲအများကြီးဖြစ်တယ်ပေါ့နော်အခုအဲ့တော့ဒီညမှာကျွန်တော်တို့ကတို့မိနေတာပုံမှန်မိနေတဲ့ fluidity မျိုးမမြင်ရဘူးပေါ့လေအဲ့တော့ဒီ လူအပြောင်းလဲတွေကြောင့်လားဒါမှမဟုတ်ရင်ဒီသူချင်းကပ်ပေါ်မမမဆာလာကိုခန်းကန်နာရှော့ချပြီးတော့ဒီ Florian Verse တို့ပြီးတော့ဒီအသက်ရောက်ရှိလာတဲ့ AKTK သို့မဟုတ် Alexander Isak သူတို့ကိုပို့ပြီးတော့ပေါ့နော်အနာဂတ်အတွက်ပို့ပြီးတော့သုံးဆွဲခြင်းကြောင့်လားဘယ်အချက်တွေကြောင့် Liverpool ရဲ့ဒီ tight set ပိုင်းကိုကျွန်တော်တို့ခွဲကြည့်မယ်ဆိုရင် tight set ပိုင်းမှာဟိုဘာတွေပြောစရာရှိနေမလဲကိုအဲ့ဒါကတော်တော်လေးလူတွေကဟိုအမြင်လွဲလေးရှိတဲ့ပြဿနာပေါ့နော် အကိုကအမြဲအခုဒါနီးပြတူဦးပုံစံတစ်ကိုတွားကျင်နေပြီပေါ့နော်ပုံစံတစ်တစ်ခုကိုတွားကျင်နေပြီဒါမှမဟုတ်လမ်းရိုးကနေဒီလမ်းခွဲလေးတွေပေါ့နော်လမ်းဟောင်းမလျှောက်တော့ဘဲနဲ့လမ်းခွဲလေးတွေလောက်လာပြီဆိုတော့တော့အနီစလော့မားတယ်အနီစလော့မှန်တယ်အာထက်ထားမားတယ်အာထက်ထားမှန်တယ်အဲ့လိုပဲအခြားတစ်ဖက်မှာလည်းဒီကစားသမားကတော့တက်ဟိုကျလာဒီကစားသမားကတော့ပူကောင်းလာတယ်ကျလာတယ်ပူကောင်းလာတယ်ဆိုတော့တစ်ခုတည်းကိုတွားတွားယူမိတတ်ကြတယ်တကယ်တမ်းကျတော့နီးပြတူဦးရဲ့ ဒီ ideology ဘိုင်းဆိုင်ရာအပြောင်းလဲဝင်လာပြီဆိုရင်အရင်ဆုံးရင်ဆိုင်ရတာကစားသမားပဲအဲ့နီးပြကတော့ဒီလိုသွားနေပြီဒီဟာကို ရောက်တယ်မရောက်ဘူးဆုံးဖြတ်ဖို့ကနီးပြတူတွေကိုကြည့်လို့မရသလိုတစ်ဖက်မှာလည်းဒီကစားသမားတူတွေကိုလည်းကြည့်လို့မရပြောင်းဒီကစားသမားတက်သွားပြီကျသွားပြီမိုးဆလာကတော့အသက်ကပိုကြီးလာတာဟုတ်ပါတော့ပြောလို့မရတော့ဒီ system နဲ့ ammon တော့တော့ပြောလို့မရတော့ဆိုတော့သူတို့ကအဲ့ဒီအချိန်မှာနှစ်ယောက်လုံးကနှစ်ဖက်စလုံးကအချိန်ယူပြီးတော့ဒီ balance ကိုသူကတည်ဆောက်နေရတာ နှစ်ဖက်စလုံးကအနစ်စလော့ကအစ်စ်တစ်ခုကိုသွားပြီးဆိုကစားသမားကလည်းသူ့အတွက်ဒီကွန်းထဲမှာ experiment အစ်စ်တွေကိုသူကရင်ဆိုင်ရပြီသူ့ခိုင်းတဲ့ဒီ insertion အစ်စ်တွေကိုရင်ဆိုင်ရပြီအဲ့ insertion အစ်စ်ဟာဒီကစားသမားအတွက်ဟိုငါကစားကြင်လာဒီလိုပုံစံမျိုးပဲဆိုတာမျိုးဖြစ်သွားတတ်တယ်လို့တချို့ကစားသမားတွေတွေ့ကြတော့ဟိုကိုကစားကြင်တဲ့ပုံစံမဟုတ်ဘူးသို့မဟုတ်ကစားကြင်တဲ့ပုံစံဖြစ်တည်တိုင်အောင်အဲ့ဒီခိုင်းစီမှုကိုအဲ့ demands ကိုမလိုက်နိုင်ဘူး ဆိုတော့အဲ့ဒီပြဿနာတွေရှိတယ်အဲ့မှာအခုကကသားသမားညံ့သွားပြီဆိုရင်ကသားသမားကိုတွားပြီးတော့အပြစ်တင်စောတတ်တယ်ကသားသမားကကောင်းလာပြီဆိုရင်ကသားသမားကိုအခြေကျူးစောတတ်တယ်အဲ့ဆိုတော့အဲ့ဒါကြောင့်မို့အခုအများအမ်းဟိုပြန်ပြန်ပြီးတော့အချိန်ကို break လောက်ကပြန်ပြန်ထိန်းရတယ်ကို emotion ကြီးကိုအဲ့နောက်ကိုမပါသွားအောင်လို့ဆိုတော့ Arne Slot နဲ့အခုမဟာမက်ဆလာဆိုအခုလူပြောများနေပြီတချို့အရာတွေပေါ့မိုဆလာကြမိုဆလာကြတာလည်းမဟုတ်တက်တာလည်းမဟုတ်မိုဆလာကအစ်စ်ကိုရင်ဆိုင်နေရတာအဲ့လိုပဲဒီ Arne Slot ကလည်း ဟို club နဲ့ပွဲတယ် club နဲ့မပွဲဘူးသူ့အတင်းကပိုကောင်းလာတယ်ပိုမကောင်းလာဘူးမဟုတ်ဘူးသူ့သူ့ရဲ့အစ်စ်ကလည်းကစားသမားတွေကအဲ့ရင်ဆိုင်နေတဲ့ကစားသမားတွေအစ်စ်ကိုရင်ဆိုင်နေတဲ့အခါမှာအဲ့ဒီကစားသမားတွေဘယ်လောက်ထိဒီ adaptation ကောင်းသလဲဘယ်လောက်ထိသူခိုင်းတဲ့အလုပ်တွေကိုသူ့ရန်နေရာကိုကောင်းကောင်းမွန်မွန်မောင်းနှင်ပေးတယ်ဆိုတော့အပေါ်မူတည်ပြီးတော့ तू ကောင်းမှာဆိုတော့ तू ကပိုကောင်းတဲ့စီကိုတွားရမယ်ကစားသမားတွေမလိုက်နိုင်ဘူးဆိုရင်အဲ့ system ပြတ်မှာပဲဒါပေမဲ့ तू ခိုင်းတာကအရင်တော့မကောင်းသည့်တိုင်အောင်ကစားသမားတွေက तू ခိုင်းတဲ့အတိုင်းတပုံစံနဲ့ အဲလိုက်နာနိုင်တယ်ဆိုသူ identity ကိုတိဆောက်ပြီးသားဖြစ်ပြီအဲဒီပြဿနာအငဲတန်းရှိတယ်ဆိုတော့အခုအချိန်ကမိုဆလာကြသွားတာအဲတော့မဟုတ်ဟိုလူဘာဖြစ်သွားတယ်ဒီလူဘာဖြစ်သွားတယ်ဆိုတဲ့အရာမျိုးတက်စားရင်သူတို့ကိုဒီဘလော့ကောမလဲဆိုတော့တက်ခွဲပြန်နဲ့ခေါ်တယ် experiment တစ်ခုပေးလိုက်တယ်သူတို့လုံးကြည့်ကြဆိုတဲ့ဟာမျိုးသူတို့ရင်ဆိုင်ရပြီအခုအဲ့တော့တခါတချို့ဟာတွေကြတော့အယိုးဆွဲလာတဲ့အရာတွေရှိတယ်အဲ့တော့အယိုးဆွဲလာဆိုဘာအယိုးဆွဲလာဆိုတော့မိုဆလာဆိုရင်ဒီ 2016เนาะသူစရောက်တာ16လား19လားအဲဒီ cloud ဟော19เนาะစရောက်တယ်19 18မှာစရောက်တယ်စရောက်ကတည်းကလေဘဘူးအတွက်သူဖြစ်နိုင်ကြီးပွဲပေါင်းပေါ့เนาะဒီ420ကျော်အဲ420ကျော်မှာအလက်ဇန္ဒားအာနိုးနဲ့အတူတူတွဲကစားခဲ့တဲ့ပွဲအကြီးအကျယ်က300ကျော်တယ်ဆိုတော့ပွဲပေါင်း80ရာခိုင်နှုန်းလောက်ဒီအာနိုးနဲ့သူနဲ့ဒီအချမ်းမှာအလုပ်လုပ်ခဲ့တယ်အဲ့လိုအာနိုးနဲ့အလားအလုပ်လုပ်ခဲ့တယ်လို့အလားတူပဲဟိုမှာအန်ဒီရောဘတ်ဆန်နဲ့အလုပ်လုပ်ခဲ့တယ်အဲ့အလုပ်လုပ်ခဲ့ခါမှာဒီအာနိုးက ဘာလို့တက်တလဲဆိုတော့သူအလိုလျောက်သိတယ်။အာနုကလည်းမဟာမက်ဆလာဘလို့ရွေ့လျားမလဲဆိုတော့အလိုအလိုလျောက်သိတယ်။ဆိုတော့အခုကအာနုမရှိလို့လီဗာပူးလိုကြီးတော့ဖြစ်နေပါပြီလို့လည်းသွားပြောလို့မရဘူး။အာနုမရှိအောင်တသက်မရှိတဲ့အခြေအနေတခုကိုသူတို့တရားမောက်ရင်ဆိုင်နေပြီ။ရင်ဆိုင်တဲ့အခါမှာဖရင်ပောင်နဲ့မတူညီတဲ့သဏ္ဍာန်နဲ့ရင်ဆိုင်နေဆိုအစ်စ်ပြောင်းကားသာဖြစ်နေတာ။ကိုကကျတော့အဟောင်းကိုကြေလည်နေတာ။အဲ့နောက်ကအရန်ကွာတယ်။အချိန်ယူတိဆောက်ထားတဲ့အရာတခုနဲ့အခုမှစပြောင်းလဲတဲ့အရာတခုအဲ့ဒါကွာလောလောဆယ်တော့ လိုပဲပြောပြောမိုဆလာယင်ဆိုင်နေရတာကအာနိုမဟုတ်ဘူးရော်ဘတ်ဆန်မဟုတ်ဘူးဆိုတော့အာနိုနဲ့ရော်ဘတ်ဆန်ကပါလေအာနိုနဲ့ရော်ဘတ်ဆန်ဟာ dribbling နေတယ် cross များတယ် early cross ကြီး deep cross ကြီးပို့နိုင်တယ်ပြီးတော့ long pass များတယ်ဆိုတော့ဒီအခြေခံ၃ခုမှာ dribbling နေတယ်ဒီ long ball လော့များတယ်ပြီးတော့ cross များတယ်နှစ်ဦးစလုံးကအဲ့ဒီမိုမှာရှိတယ်အခုနှစ်ဖက်က kick pass နဲ့ ဟို frame ပေါင်းမဲ့ထားပါတော့ dribbling များတယ် cross နည်းတယ် long pass နည်းတယ်ဆိုတော့ mosala ရဲ့အပြောင်းအလဲဟာတော်တော်ကြီးမားသွားပြီဆိုတော့ခတ်တာကမပြောင်းလို့လည်းမရဘူးဒီကစားသမားတွေကတယောက်ကလည်းအသက်ကြီးနေတယောက်ကလည်းအသင်းကထွက်သွားပြီပြောင်းကိုပြောင်းအောင်ပါဆိုတော့ anislock ကသူလှုပ်တင်တာကိုတော့လှုပ်ပြီလှုပ်လှုပ်တင်တာကိုလှုပ်တဲ့အခါမှာအဲဒီကစားသမားတွေနဲ့ဒီအထိုင်တစ်ခုကိုသူဒီဆောင်နေဒီဆောင်တဲ့အခါမှာနိုင်ပွဲတွေတော့ရတယ်အခုလောလောဆယ်ပြန်ရှုံးနေဟာသွားပြီလီဗာပူးဆိုတာမျိုးသွားတွေးလို့တော့မရဘူးအခုပြောချင်တာအဲ့ဒါဟုတ်ကဲ့ဟုတ် အဲဒီပြီးတော့ full back တွေရဲ့ခံကဏ္ဍပေါ့နော်အခုခုနတင်ပြခဲ့တဲ့လိုမျိုးဟိုနှစ်ရှည်လာများအရန်အရန်အလုပ်ဖြစ်ခဲ့တဲ့ full back တစုံဥရောပရဲ့အကောင်ဆုံး full back တစုံအဲ့ဒါကဟိုပြောင်းတယ်ပေါ့နော်ပြောင်းတဲ့အခါမှာဟိုတိုက်စစ်ကိုပံ့ပိုးမှုရောပြီးတော့သူတို့ရဲ့ဒီပုံမှန်ကစားနေကြပတ်တန်တွေပါကျွန်တော်ကဲကဲဆိုရင်ဒီပြန်နားမှနေရာမှမသိတဲ့ပြဿနာမျိုးပေါ့နော်ဟိုဒီ fan dike နဲ့သူ့ရဲ့ communication fan dike တစ်ချိန်လုံးလက်နဲ့ညွှန်ကြားနေရမျိုးမြင်တွေ့ရတယ်အဲ့ဒီကနေကျွန်တော်တို့ဟိုကျွန်တော်ခြေရာကောက်ကြည့်ရတာက ဟိုဒီ system ထဲမှာသူ့အနေနဲ့အတက်တရောက်နေနဲ့အသားကြဘူးခက်ခဲနေသေးတယ်ပေါ့နော်အဲ့တော့အဲ့ဒီပုံစံလေးမျိုးတွေကျွန်တော်တို့မြင်တွေ့ရအဲ့တော့ full back ရဲ့အဲဒီ full back တွေရဲ့အခန်းကဏ္ဍဒီ full back တွေရဲ့ Liverpool အပေါ်လက်ရှိတက်ရောက်နေပုံအကြောင်းလေးကိုလည်းကိုဆွေးနွေးပေးပါအောင်ဗျအဲအခုအနေအထားမှာတော့ကိုတို့အရှင်းရှင်းလေးမြင်ရတာပေါ့နော်အထူးသဖြင့်တော့ဒီ Alisson ဒီ Alisson အာနိုးနဲ့ကြတော့ဟိုအာနိုးမှာကဟိုသူ့မှာသူ့မတူတဲ့စွမ်းရည်ကရှိပြီးသား သူရှိတဲ့စွမ်းရည်ကိုလည်းသူကကွက်တီအတုံးချနိုင်တယ်။အဲ့ဒီအတုံးချနိုင်တဲ့အရာကိုလည်းမဟာမတ်ဆလာကအလုပ်လုပ်ရတယ်။ဆိုတော့တခါလေကျတော့ဟိုမိုဆလာအတွက်ဒီဟိုခရစ်ဟို space ကြီးဖန်တီးပေးနိုင်တယ်ပေါ့။ space ကြီးဖန်တီးပေးတဲ့အခါမှာအာနိုးရဲ့အားသာချက်ကတော့မိုဆလာနဲ့လူချင်းကတ်နေစရာမလိုဘူးကွာ။လော်လော်ပြောရရင်ဟုတ်။သူမိုဆလာကိုပေါင်းဟော့ဖစ်လုပ်ပေးနိုင်တယ်ဟို guide 30 40ကနေပြီးတော့အဲဒီခန်းစစ်ရဲ့နောက်ကျောတွေကိုချပေးနိုင်တယ်။သူမိုဆလာရဲ့ဒီအပြင်ပလန်းလေးကို ဘောလုံးကဘေးစီကိုလည်းမထွက်တော့ဘူးဒါပေမဲ့မိုဆလာဟိုလိုက်နိုင်တဲ့အနေအထားမျိုးပေါ့နော်လိုက်နိုင်တဲ့အနေအထားမျိုးချပြေးနိုင်တယ်အဲပြီးရင်ဟိုကိုတိုင်ကဒီ high လောက်ပြီးတော့တကယ် high up အနေအထားကနေပြီးတော့ဘိုင်းလိုင်းနာကနေဖြတ်တင်ဘောတွေပေးရင်လည်းကောင်းတယ်။အော် deep cross ပြီးတော့လည်းကောင်းတယ်။အော်ဆိုတော့မိုဆလာအတွက်ကြတော့အာလုံးနဲ့အလုံးလောက်ရတဲ့ပုံစံကအဲတမျိုးပေါ့။ဆိုတော့ဆိုတော့ဒီပုံစံမျိုးမှာဒီမိုဆလာအနေနဲ့တိုက်စစ်အလုပ်ကိုပိုလုပ်မယ်ဆိုတော့လုပ်လို့ရတယ်။ အထူးသဖြင့်မိုဆလာကဒီ half space ချက်ကိုသူအตาလေးရွှေ့သွားမယ်။သို့မဟုတ်သူကဒီဘယ်လိုခေါ်မလဲဟာဒီတကယ် attacking start ဆုံးမှာအဲဆုံးမှာ line အမြင့်ဆုံးစီကိုသူမတိမသားလေးခိုးပြီးတော့ရွှေ့သွားမယ်။သူသူအတွက်နဲ့ unpredictable ဖြစ်တာပေါ့ကွာလော်လော်ပြောရင်တော့အခုကျတော့အဲ့လိုအဲ့လိုမဟုတ်တော့တဲ့ပြဿနာပေါ့။ ARTI Arno factor ကလေဒီ trend factor ပေါ့နော်။အဲ့ဒါအဲ့ဒီပြဿနာဖြစ်နေတာကဟုတ်။ collaborate လေးကစားသည်ဖြစ်စေဒီ ိုကောင်လေးပြီးသူလဲ frame pound ကစားတယ်ဖြစ်စီသူတို့သူတို့နှစ်ယောက်ကြားထဲမှာအရာအဲအဲပြဆိုဘဆိုင်မဖြစ်ဖြစ်သူတို့ကြားထဲမှာဟို distance ကအရန် short distance ဖြစ်နေတယ်အော် short distance ဖြစ်နေတဲ့အခါကျတော့ short distance ဖြစ်လွန်းပြဿနာဘာဖြစ်လဲဆိုတော့အဲ short distance အနေအထား time back ခန်းစစ်ကစားသမား3ယောက်3ယောက်စလုံးရဲ့မြင်ကွင်းထဲမှာအဲ့မြင်ကွင်းထဲမှာ zone တစ်ခုထဲမှာအဲ့ကစားသမားနှုတ်ဦးစလုံးရှိနေအဲ့ကစားသမားနှုတ်ဦးစလုံးလှုပ်ရှားတာမလွတ်လပ်တော့ဘူးတခါကျတော့အကိုတို့အကိုတို့ဒီမျက်လုံးမှာ ဟိုတဘောအခုတို့ကြည့်ကြတဲ့လူနှစ်ယောက်ပေါ့ကွာကောင်မလေးနှစ်ယောက်ပေါ့အဲ့နှစ်ယောက်ကသဘောတော်ဝိုင်းမှာအတူတူထိုင်နေနှစ်ယောက်ဆိုတော့အခုတို့တခါလဲကြည်နေအောင်မယ်အဲ့နှစ်ယောက်သဘောခွဲပြီးတော့ထိုင်နေတို့ဟိုတလဲဒီတလဲကြည်နေရတော့မယ်ဆိုတော့အာယုံများတယ်အဲ့အာယုံများမှုပြဿနာမရှိတော့မရှိတော့ဘယ်နဲ့အကုန်လုံးကဒီခံစစ်ကစားသမား3ဦးသို့မဟုတ်4ဦးအဲ့4ဦးရဲ့စုံချက်အာယုံအမြင်အဲ့ထဲကိုရောက်နေတဲ့ပြဿနာဆိုတော့ဘာလို့လဲဆိုတော့ normal pass ပဲပေးလို့ရတယ် normal pass ပဲပေးလို့ရတော့ ဒီမဟာမတ်ဆလာအနေနဲ့လည်းသူကစူပါမန်လည်းမဟုတ်ဘူးเนาะစူပါဟီးရိုးမဟုတ်ဘတ်မန်လည်းမဟုတ်ဘူးဆိုတော့သူဘာလုပ်ရလဲဆိုတော့ဒီဘောပရိုဂရက်ရှင်းကိုမပြတ်အောင်လို့ပဲသူလုပ်ရတော့တယ်အဲ့ကစားသမားတွေထဲကိုအယူပေါက်ဟာပေါက်ရှာလို့မရတဲ့ထဲကိုသူဝင်ရှာလို့မရဘူးဝင်ရှာရင်သူ့နာမည်ပြတ်မှာသူ့ဘောလုံးပြတ်မှာအဲ့ကြိုင်ပူဆိုးမှာဆိုတော့ဘောပရိုဂရက်ရှင်းဘက်ကိုတပြေးနဲ့ရောက်မှန်းမသိရောက်လာတယ်ဆိုတော့ပို့ပြီးတော့ဒီပါဖြစ်လာတယ်ပို့ပြီးတော့ဝိုင်ဒါဖြစ်လာတယ်ကိုပေါင်းတွေကဝေးတာရယ်လှမ်းတာရယ်ဝေးတာရယ်လှမ်းတာရယ် ပြီးတော့ normal pass ကိုလက်ခံရတာ။ normal pass ကိုပြန်ပေးရတာ။ဆိုတာမျိုးတွေဖြစ်လာတယ်။အဲ့တော့ normal pass မပေးတင်လို့ဆိုပြီးတော့တက်ဖို့အတွက်ကြာရင်လည်းလူထက်တဲ့ပြဿနာရှိတယ်။အဲ့ဒီအဲ့ဒီပြဿနာမျိုးကဟိုသူတွဲနေကြဆိုလို့လည်းမတွေ့ရတဲ့ပြဿနာမျိုး။ဆိုတော့ frame bound bradley တခါလေကျတော့အခုဒါဆို right back ကဒီ trend မရှိဘူးလက္ခဏာအလုံးမရှိဘူးဆိုတော့အချိန်မှာ frame bound ကစားတယ်ဒီ bradley ကစားတယ်ပြီးတော့တခါလေ joe gomez ကစားတယ်တခါလေ sova slide ကစားတယ် အင်မတန်ရှားပါးစွာအန်တိုကစားလည်းရှိတယ်ငါးဦးရှိတယ်အဲ့ငါးဦးမှာသူ့အတွက်အခက်အခဲဆုံးနှစ်ဦးဆိုရင်ဒီ source line အန်တိုဂိုမတ်စ်တို့ထက် Bradley လဲထားလိုက်ပါတော့ Frame ကအခက်အခဲဆုံးပဲသူ့အတွက်ကအဲခတ်တာကအဲ့ဆိုရင်ဒီ Mosala အဆင်ပြေဖို့အတွက်အန်တိုကိုတောင်းရမှာလား Gomez ကိုတောင်းရမှာလားဆိုဆိုဘောကဒီနေရာကိုအများတိုင်းခေါ်တုံးနေဖို့လဲမဖြစ်သင့်ဘူးကွာ right back မှာမဟုတ်တာကြာလိုက်ကလာမှလည်းပဲပြောမလဲ ဆိုတော့အဲ့လိုကစားအဲ့လိုသုံးမယ်ဆိုရင်သိကြတယ်ဟိုလီဗာပူးဟာအလက်ဇန္ဒားအာနိုးနေရာကိုအစားမဖြစ်နိုင်တော့ဘူးဆိုတဲ့ပြဿနာဖြစ်သွားပြီဆိုတော့လောစယ်မှာမိုဆလာဟာအာနိုးရဲ့ unique ဖြစ်တဲ့ passing range တွေကိုဆုံးရှုံးနေတယ်ပြီးတော့ chemistry ကိုဆုံးရှုံးနေတယ်ဒါပေမဲ့အချိန်တစ်ခုရောက်လာရင် နီးပြလည်းအဖြေရှာနေမယ် ကစားသမားတွေကိုယ်တိုင်လည်းအဖြေချနိုင်မယ်ဆော့ဆော့ပြောတဲ့တခုခုခိုင်းလိုက်ပြီဆိုရင်ကစားသမားတွေကလည်းအစ်စ်ကိုရင်ဆိုင်ရတာအဲ့အစ်စ်ကိုအထိုင်ကြမကြအောင်ဆုံးဖြတ်ပြီးတော့နီးပြနောက်တစ်ခုခိုင်းရင်ခိုင်းမယ်အထိုင်ကြရင်ဒီဟာကိုပဲပို့ကောင်းအောင်လုပ်မယ်အဲ့အချိန်လေးတော့လုံနေတာပေါ့ဟုတ်ဟုတ်ကဲ့ဟုတ်အဲပြီးတော့ဒီကျွန်တော်သိကျင်တာလေးတခုပေါ့နော်အဲ့ဒါကလီဗာပူးရဲ့ကွင်းလေပေါ့လေလီဗာပူးရဲ့ကွင်းလေကမနေ့ကဂရာဖန်ဘက်မိုက်ခယ်လစ်စတာဆော့ဘော့စ်လိုင်းရော်တော်လီကောင်းငယ်တဲ့ဟန်ချက်ညီခဲ့တာကိုတွေ့ရတယ်အခုလေအဲ့ဒီအဲ့ဒီဒီပါတ်မန့်အဲ့ဒီနေရာမှာ ျွန်တော်တို့အသစ်ထပ်မံတွေ့ရတယ်ပေါ့နော် Florian Verts ရောက်လာတယ်ပေါ့လေအဲ့တော့အဲ့ဒီအသစ်ကြောင့်ဒီအဲ့လိုမျိုးအခုလိုမျိုးပေါ့နော်ခုနရှေးကဖြစ်ခဲ့တဲ့ဟမ်ချက်မညီခြင်းလေးတွေလိုမျိုးအဟလေးတွေမျိုးဟိုဘာတွေဆက်ဖြစ်နေတယ်ပေါ့နော်ဒီဘောက်ကွင်းလေမှာဒီဘောက်ကွင်းလေနဲ့ပတ်သက်ပြီးတော့ကျွန်တော်သုံးသပ်ရမယ်ဆိုရင်ဘာတွေထောက်ပြစရာတွေရှိမလဲကိုဟိုအပဒူလေအာစနယ်လောက်တန်းမှာဗမလန်မာတီဆက်ကာပြီးတော့ကိုစီယယ်နီ အဲ့ပြဿနာအများရန်အကိုကိုပြန်ပြန်ပြန်တွေ့ရပါတော့အခုဒါလည်းဘူးအကြောင်းပြောရင်းနဲ့အဲ့ခံစစ်အကြောင်းပြောရရင်အခုအခုရဲ့အကြိုက်ဆုံးနဲ့ညာရင်အမြင့်ဆုံးအဲကစားသမားပြီးတော့ဟိုပို့ပြီးတော့ rank မြင့်တယ်လို့သတ်မှတ်ထားတာက the melon ဒါပေမဲ့ arsen wenger က matti sakor နဲ့ဒီ question လေးကိုပို့ကြိုက်တယ် the melon ဟာသူတို့နှစ်ဦးသလုံးထက်ပိုကောင်းနေမယ်သူတို့နှစ်ဦးအတွဲရဲ့နားလည်မှုကိုသူဝင်ပြီးတော့ဖျက်ဆီးနိုင်ပြင်တယ်အဲ့တော့ matti sakor နဲ့ the melon ကစားတဲ့အခါမှာထွက်လာတဲ့ ပုံစံပေါ့နော် result ပဲဆိုကြပါစို့ပွဲရလကိုဆိုလိုတာမဟုတ်ဘူးသူတို့ရဲ့ performance ဟို index ပေါ့ကွာအဲ့လောက်မကောင်းဇမလန်မာတီဆက်အာကိုစီယန်နီတွဲတဲ့အခါလည်းအဲ့လောက်မကောင်းဒါပေမဲ့မာတီဆက်ကကိုစီယန်နီတွဲရင်တော့နှစ်ယောက်သုံးကဗမလန်အဆင်မရှိပါဘူးပိုကောင်းတဲ့ပုံစံဆိုတော့အခုကပိုကောင်းခြင်းမကောင်းခြင်းပြဿနာမဟုတ်တော့ပိုလက်ရှိဒီ source line analysis megalister ပြီးတော့ graven back အဲ့ဒီကစားသမားအကုန်လုံးထက်နေရာတွေမတူကြသည့်တိုင်အောင်ကိုကစားတဲ့နေရာမှာ ဘလောက်ဒီ10 out of block ထိရောက်တယ်လဲဆိုအခုအမြင်ကတော့ Florian Vasc အမြင်ဆုံးပဲဒါပေမဲ့အခုကဖြစ်နေတာအဲ့ပြဿနာမဟုတ်ဘူးဟိုမှာကဒီ automatism ကရှိသွားပြီ automatic ဘောလုံးကိုလည်းရှိသွားပြီလူလည်းရှိသွားပြီတယောက်ပဲရွှေ့ပြီဆိုရင်တယောက်ကဘာလုံးရမလဲဆိုတဲ့ဟာတွေကိုအလိုလျောက်နားလေဟိုလုံးဝချောမွေ့နေတဲ့ system တခုအဲ့တော့အဲ့ဒီကနေပြီးတော့ဒီအခုဒီ Arnold's ရဲ့တကယ် idea structure အကရွန်ဘက် pivot Florian Vaz number 10 Isaka central zone ဆိုတဲ့အရာကိုတွားနေတဲ့အချိန်မှာတချင်ကြီးတော့ဘလို့မှမချောမွင်းနိုင်ဘူးအဲ့တော့ Florian Vaz လည်းပြဿနာတက်တယ်သူကစားရင်လော်ဘူးကကစားတာပို့ပြီးတော့အန်ဒီယပေးနိုင်စွမ်းပူပူညော့သွားတယ်သူကစားတဲ့အခါသူကနောက်ဆုံးအချိန်ထိကောင်းရတော့မှတကယ်နောက်ဆုံးတစ်ချက်တကယ်ဟိုဘလို့ခေါမလဲခဲလောရမယ်ထိချက်မှသူမထိတော့ဘူးဆိုတဲ့အမျိုးကြုံတာမျိုးလည်းရှိတယ်အเจ้าမျိုးမျိုးနဲ့သူလွဲချော်နေတာမျိုးလည်းရှိတယ်ဆိုတော့အဲ့ဒီပြဿနာက အခုနောက်ဆုံး tactical summary ကိုပြန်ကောက်တဲ့ခါကျရင်ဟိုအဲ့ဒီတကြောလုံးကိုကြည့်ရင် about in play ကိုကြည့်တဲ့အခါကျတော့ ground back ကိုယ်တိုင်ကဟိုဘယ်လိုခေါ်မလဲ elegance ကိုပေးတယ်ပြတ်တည်ရှိတယ်ဒါပေမဲ့ဟို security အပိုင်းကျတော့ ground back ကအရင်မပေးနိုင်ဘူးသူသူမှာမပေးနိုင်တဲ့အခါမှာ dominant server side နဲ့ alexis mac cluster ကစားတဲ့အခါကျတော့သူတို့မှာကဟိုအဲ့ဒီအတွက်ဘယ်လိုကူပေးရမလဲဆိုတော့နံပါတ်1 tactical buy နားလည်မှုရှိတယ်နံပါတ်2သူတို့ကိုယ်တိုင် ခံစစ်အခြေအသွေးရှိတယ်။အများကြီးမဟုတ်တော့နည်းနည်းတော့ရှိတယ်။ဆိုတော့ပြဿနာမရှိတော့ ground back ရဲ့ error နည်းနည်းလေးပြဿနာမရှိတော့ဘဲနဲ့ ground back ရဲ့ဟိုအကောင်းကျိုးကိုလေဘဘူးခံစားရတယ်။အခု Florian Vaz နဲ့ပါလာပြီဆိုရင်အဲ့မှာလေဘဘူးအခု Crystal Palace နဲ့ပွဲဆို big chance ခုနှစ်ကြိမ်ပေးရတယ်။ Arsenal လက်ထက်မှာအများဆုံးပဲ။ဆိုတော့အဲ့ဒီအဲ့ဒီပြဿနာမျိုးလေအခုဘာကြောင့်လဲဆိုတော့ဒီခါကျတော့ဟိုသူက number 6 role ကို ဂရမ်ဘက်နဲ့ဖန်တီးလိုက်တဲ့အခါမှာအသာကကြီးကြီးမားမားပေါ့ဒီလော်ဘူးကရလိုက်တယ်အကိုတော့မြင်လိုက်ရတယ်ဒါပေမဲ့သူ့အားနဲ့ချက်တွေမပေါ်အောင်လို့ဟိုနေရောက်ကလှုပ်ပေးနိုင်တယ်သူတို့မှလည်းကိုကိုစီကိုဟောကိုလောမဲ့အလုပ်တွေရှိသလိုအဲကိုညီလေးကိုကာကူညီပေးသလိုကာဝယ်ပေးနိုင်ကြတယ်ဂရမ်ဘက်ကဒီဖာဗီညိုလိုမျိုးခက်စစ်အခြေအသွေးမရှိဘူးလေနောက်တစ်ခါဒီဝါတာရူအန်ဒိုဆိုတော့ဘာပဲပြောပြောသူ့ရဲ့ရုပ်ပိုင်းဆိုင်ရာအားနည်းတဲ့အသက်အရွယ်ကြီးတဲ့ဆိုရင်သူကဒီဘောဝင်တဲ့ energy ရှိတယ်ဘောဝင်တဲ့ mentality ရှိတယ် ground back ကအဲ့လောက်လည်းမရှိဘူးလေအဲ့ဒါ तू အပြစ်သွားပြောလို့လည်းမရဘူးအဲ့ तू तू ကအဲ့ type မဟုတ်ဘူးဒါပေမဲ့ तू ကစားပေးတယ်ကစားပေးတဲ့အခါမှာအဲ့ဒီသူ့ရဲ့အားနည်းချက်ကိုဖုံးနိုင်တဲ့ဟိုရန်ဒီအချွေအရန်နဲ့ကစားတယ် ground back ကထိုးတက်လာတယ်ဒါပေမဲ့ဘလို့ပဲဖြစ်စေအားနည်းချက်ကမပြောက်တော့ရှိနေတော့မယ်အဲ့တခါလေကျတော့အဲ့လိုမျိုးဒီပြန်ပြီးတော့ပြန်လာတဲ့အချိန်မှာလောဘကအပေါက်ကြီးဖြစ်သွားတယ်လို့ပြောလို့ဆိုတော့ကသူ့မှာအားနည်းချက်ရှိလို့ run back ရဲ့ခံစစ်ကစားဖို့သို့မဟုတ်ခံစစ်အရေးအသွေးအဲ့လောက်ကြီးမကောင်းဘူး ဆိုတော့အဲ့တော့ तू อ่ะဟိုဟို busket ဟို light version လေးအနေနဲ့ तू तू မြင်နေရတာတကယ်ကောင်းတယ်ဒါပေမဲ့ ground back ကရှင်းပြညီလေးပြန်ကြည့်ကြည့် तू ဝင်းလုံးတာလူတာမျိုးထပ်ဆာရင် तू မဟုတ်အနောက်ကနေပြေးလိုက်တာမျိုးထပ်ဆာရင် तू က interception ကိုတွက်ပြီးတော့အလုံးလုံးတဲ့အပိုင်းတော်တော်ကောင်းတာဟုတ်အဲအဲ့လိုပဲကိုယ်အသိမဘလုံးရသွားပြီဆိုရင် तू ဖွင့်ပေးတဲ့ဒီ opening တွေက တကယ်ထိတ်တန်းဒီ central midfielder သို့မဟုတ် attacker midfielder ရဲ့အနေအရေးအသွေးလောက်ရှိတယ်။သူအဲ့ဒါအရင်အကောင်းတာ ground back ကအဲ့တော့ဒါပါတော့ Fabinho ရှိမှဆို ground back ကနံပါတ်8 row သုံးလို့ရတယ်ဆိုတော့ပုံစံမျိုးကွာ။ဆိုတော့အခုကဒီ Florian Vaz ဝင်လာပြီဆိုအဲ့ဒီ central ကို creativity ကိုအားပြုနေတဲ့အခါမှာ defensive work လေးတွေနေသွားတယ် နေတော့ဒီကြားထဲကတို့ကတခါလေကျွန်တော် dominant server slide ကို right back လိုအပ်ချက်အရာပို့ရတဲ့အခါမျိုးလည်းရှိတယ်။အဲ့မှာ Liverpool ကအဲ့ခံစစ်ပြဿနာအခုကြုံနေရတယ်။ဂိုးတွေပြေးနေရဆိုတော့အဲ့ဒီဟာကိုတွေ့ရတာပေါ့နော်။အဲနောက်တစ်ခုက set piece တွေဆိုလဲတော်တော်လေးဒါအားနေနေတယ်ကွာ။ခစ်ကဟိုအဲ့ဘက်ကိုသွားနေသူက pure rest ပေါ့တဲ့လား။ဟိုဟာကအားနေ slot ကအားနေ slot ကတကယ်တကယ် pure rest နော်။ခစ်ကြီးကအခုအော် Premier League ရဲ့ trend ကတော့ဒီလိုဖြစ်နေပါပြီဆိုမှအားနေ slot ကမထင်မှတ်ပဲနဲ့အဲ့အလုပ်တွေ line မလုပ်ဘူးနော်။အခုချိန်ထိ ဟုတ်သူသူပုံစံအတိုင်းသူသွားနေတာအာနက်စလော့ကဆိုတော့အခုဒီတရာစီလုံးကပွဲစဉ်ပရီးမီးယားလိ6ပွဲကစားပြီးသွားပြီတော့ခု long throw ပြတာ3ချိန်ပဲရှိသေးတယ်အဲ့3ချိန်စလုံးကိုလူစီမရဘူးဟုတ်ဆိုတော့သူအသူအနည်းဆုံးပဲသူမပြစ်ဘူးမပြစ်ဘူးဆိုတော့ဟိုအားနဲ့ချက်လေးတွေရှိနေသေးတယ်ဟို tactical ဟို reorientation ပြန်လုပ်နေရတဲ့အပိုင်းတွေရှိနေသေးတယ် အဲပြီးတော့ဒီမဟမတ်ဆလာအရင်ကမိုဆလာက finisher plus half space creator အဲအဲ့ပုံစံမျိုးဟိုပြီးတော့ bounce ကိုဝင်ပြီးတော့1 versus 1ဆိုတဲ့ type မျိုးအခုက ball progressor ဖြစ်နေတယ် wide areas ကိုရောက်နေတယ် shots တွေနည်းလာတယ်အဲပြီးတော့ဟို deep zone ကနေဘောလုံးပူတဲ့တာတွေများလာတယ်ဆိုတော့ဒီအရာတွေကဒီအရာတွေကဒီအပြောင်းလဲကာလာ ဆိုတော့ဘဲအချိန်မှာဖက်ကနဲ့အကုန်လုံးကအဝင်ကကြဖြစ်သွားမလဲဒီချိန်တွေမိသွားမလဲဆိုတာအကိုတို့ကစောင့်ကြည့်ရမှာလောလောဆယ်လီဗာပူးနိုင်ပွဲတွေရနေဆိုတာအရန်အားကောင်းလွန်းတဲ့ဒီအချိန်ပေါ့နော်အဲ့ဒီအချိန်အဲ့ဒီအချိန်လေးအတွင်းမှာသူကလည်းအမြန်ပြောင်းနေတာအဲ့အဲ့အမြန်ပြောင်းနေတဲ့ဟာကအချိန်တန်အချိန်မှီသွားမလားအချိန်မမီဘူးလားဆိုတော့လေကိုတို့ကစောင့်ကြည့်ကြင်လာဆိုတော့နိုင်ချင်းရှုံချင်းဆိုတာမျိုးထက်အကိုအဲ့ဒါကိုပို့ပြီးစောင့်ကြည့်ကြင်ဆိုတာဒါကြောင့်ဆိုတော့လီဗာပူးနှစ်ပွဲရှုံးသွားတာတိတ်ပြဿနာမရှိဘူးအကိုအမြန် ါပေမဲ့သူတို့မှာအချိန်ရှိသေးတယ်အဲ့အချိန်မကုန်ခင်မှာဒီ systematic problem ကိုဟိုဖြေရှင်းနိုင်ပြီဆိုရင်တော့ဘုကဝုန်းစုသူကသူ့အချိန်နဲ့သူပြန်ထပြေးမှာအဲလောလောဆယ်တော့အခုခုဒါရှုံးပွဲလေးတွေပြီးတော့ဒီ Florence Bay ပြဿနာတက်နေတာမျိုးတွေ asset ကအခုချိန်ဒီသူစိတ်ကြိုက်မဖြစ်သေးတာမျိုးတွေเนาะ Liverpool အတွက်ဟိုသုံးမို့ဒီ slot အတွက် main outlet မဖြစ်သေးဘူးဆိုတာမျိုးတာအခုမြင်ရတော့ဟုတ်ကဲ့ကို ဒါအခုလိုမျိုးလီဗာပူးအသင်းရဲ့ဒါလက်ရှိအခြေအနေကိုဒါအခုတင်ပြပေးခဲ့တဲ့အစွန်းရေးရှင်းပြပေးခဲ့တဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ပရိသတ်တွေလည်းကျွန်တော်တို့ရဲ့တင်ဆက်မှုကိုကျေနပ်အားရလိမ့်မယ်လို့မျှော်လင့်ပါတယ်ကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ